ောင်းမှုပြောစီစခန်းနေကိုမြေကိုကြာသွားပြီးအလောင်းနောက်ပြင်မရဘူးလို့ပြောပြီးမလို့လို့တော်လန်ရိတ်ဟာထုတ်ပြတ်မသွားပါနဲ့တော်လန်ရိတ်ဆိုအားလုံးလန်ထွက်သွားပါလေဖူးဖူးဆိုရင်ဘာလုပ်ခဲ့စီရန်လုံရှားမှုလုံးဆိုအားပေးတယ်စစ်တပ်ကိုရရမရှိအောင်သူဝေဖန်ပြောဆိုတယ်တရုတ်ဆောင်ဖွေးဖွေးကိုဖမ်းလိုက်တာအတီးပြူလာပါပြီသတင်းဌာနတွေကတက်လာပြီဘလို့မှမဖြစ်တဲ့အရာပြသူတို့တွေမဆက်ဘူးလားလို့ပဲမေးချင်တယ် အားလုံးပဲမင်္ဂလာပါရွှေဖက်မလီမှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မဘက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့မရပြကျွန်တော်တို့တင်ယူဘယ်ကြတော့အကြရတဲ့အဖွဲ့ပါကျွန်တော်အကြရတဲ့အဖွဲ့အဲ့လိုမလုတ်တင်ဘူးလေညီနောင်လေးတွေစိတ်အားငယ်အောင်နော်အားကြနေအောင်မလုတ်တင်ဘူးဘာဖြစ်ဖြစ်ပျော်စရာလေးတော့ကောင်းပါဘူးကောင်းမှုပြောစီစခန်းနေကမင်းကိုကြောက်သွားပြီးအလောင်းတော့ပြင်မရဘူးလို့ပြောပြီးမလို့လို့ အញ្ញံပူစုမှာโอเคဒါကတော့ကျွန်တော်ညီနောင်နေစီမှာဖမ်းမိထားတဲ့ဆက်ခွေးအိုကြီးတွေတုံပန်းပေါ့เนาะကြည်အောင်ဖမ်းမိထားတော့ကျွန်တော်တို့ကတနာမှာလာပြန်လွတ်ပြရမှာလာမသေးခွေးဘူးသက်ကလည်းကြည်အောင်သေးကနီးနေပြီဘာလို့စေချင်လဲကျွန်တော်မိသားစုတွေမမတစ်ချက်ရေးသွားပေးတီးခံပြီးအမြဲနေလည်ရင်ငနေတွေတတ်ပြီးမကောင်းဘုံဘုံကိုစော်ကားတဲ့လူတွေအယုဒ္ဒအနတ္တပြောတဲ့သူတွေကို ဖုံဖုံသိပါတယ်ဆိုတဲ့သဘောလောက်ပဲတခါတလေကြရင်ပြောပြလိုက်တာကိုနဲ့ဆက်ဆက်မှုလည်းမရှိဘူးဘာမှမဆိုင်တဲ့သူတွေကိုအပြစ်မြင်စရာအကြောင်းကိုမရှိပါဘူးသားတို့ရဲ့လှုပ်ရက်တွေတော်လန်ရေးစိတ်တဲ့ရှိတာတွေကဟိုကဖုံဖုံအတွက်ဂုံယူလေးစားနေမှာပါလမ်းများများရှောက်ရင်ခလုတ်တိုက်မယ်ခလုတ်တိုက်မှာကြောက်လို့လမ်းမလျှောက်ရင်ခရီးမရောက်ရုံပဲရှိမှာပေါ့တော်လန်ရေးရတော့ဖုံဖုံအနေနဲ့ ဆက်ပြီးတော့သွားနေပါပါ လူအလုတ်ကိုလှုပ်တဲ့အတွက်အပြစ်ပြောခံရမယ်ဆိုတာကြိုတွက်ပြီးသားပါဘာသာရေးရေကြီးသူ့ဘုံချီပဲပါချပါချမွေမျိုးနန်းတာတွေပဲစိုက်ပြိုးစိုက်ပြိုးချီပါချတို့လည်းမငင်းညူမွေမျိုးနန်းတာတွေစိုက်ပြိုးလို့လည်းပဲဝမ်းသာခြင်းမပြုတပြေးညီတဲ့ခိုင်ကားတယ်ရေလူဆိုးပဲဖြစ်စီလူကောင်းပဲဖြစ်စီတန့်စင်စီတဲ့အမောပြေစီတဲ့လူဆိုးမှလူကောင်းမှဆိုတာမခွဲခြားတာဟုတ်တပြေးညီတယ်ပဲ ဒီလိုပဲဘောမောရဲ့တော်လိုက်ဘာသာရေးအထူးသဖြင့်ခံယူချက်ကလည်းဟလာအကုန်မကျင့်နိုင်တော့ရေနဲ့ရေကြီးနဲ့တူစွာကျင့်နေပါတယ်တော်လန်ရေးဟာထုတ်ပြတ်မသွားပါနဲ့တော်လန်ရေးဆိုအားလုံးလန်ထွက်သွားပါလေဟုတ်ကဲ့ဗျအရှင်ဖျားအခုလိုမျိုးဆုံးမဩဝါဒလေးတွေပေးတဲ့အတွက်ဂျင်းနှမ်းမိပါတယ်ကျွန်တော်မိသားစုတွေလည်းခွန်အားတခုခုရသွားမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့တော်လန်ရေးဟာထိုးပြုတ်မသွားဖို့တော့အရေးကြီးတယ်ဗျ ဟုတ်ကဲ့ဗျာဒီသတင်းဗီဒီယိုလေးကတော့ကျွန်တော်တို့တွေ့တော့စိတ်မကောင်းစရာပေါ့เนาะတေယုတ်ဆောင်ကျွန်တော်တို့ချေရတဲ့မင်းသမီးဖွေးဖွေးပေါ့เนาะအဲသူတို့တွေဖမ်းသွားတာလားခေါ်ယူဆက်ဆေးသွားတာလားဆိုတာတော့ကျွန်တော်တို့အတိအကျမသိရသေးဘူးဒါလေးနဲ့ပတ်သက်ပြီးတော့ဒါကိုစီတင်ဆက်ထားတာလေးကိုကြည့်ကြည့်အောင်မယ်ကဲတေယုတ်ဆောင်ဖွေးဖွေးကိုဖမ်းလိုက်တာအတီးပြူလာပါပြီသတင်းဌာနတွေကတက်လာပြီဘလို့မှမဖြစ်တဲ့နဲ့အရာဗျာသူတို့တွေမဆက်ဘူးလားလို့ပဲမေးချင်တယ်ဒီကောင်တွေကိုထောက်ခံနေတဲ့ဒူတွေအနေနဲ့ဒါကြီးကို ငါတို့ဘက်မတူတဲ့လူတယောက်ကိုဖမ်းလိုက်လို့ဟေးပျော်စရာလို့ခင်းနေတယ်ဆိုရင်တော့ဒါဟာအင်မတန်ပိမ့်ပိမ့်တဲ့အသွေးကိုအတိတ်ကမဲ့တဲ့အသွေးပဲဖြစ်လိမ့်မယ်။နော်ဘလောက်ပဲကိုထောက်ကိုနဲ့စန့်ကျင်မဲ့အဖွဲက လူတယောက်ဖြစ်နေပါစေ။ဒီလိုဥပဒေမဲ့လှုပ်တဲ့လှုပ်ရက်ဒီထောက်ခံနေတဲ့သူတွေကိုပါပေါ်ကားတဲ့ဆိုတာကိုသူတို့တွေတီးဖို့လိုတယ်။နော်အခုအတွေ့အကြုံရွေးကောက်ပွဲကိုသူတို့အတွေ့အကြုံရွေးကောက်ပွဲကိုမပူးပေါင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ဖိုးဖိုးကိုဖမ်းတာတဲ့။လက်ရှိလူတရာကျော်သွားပြီ။ ။နော်နောက်ဆုံး Facebook မှာအသေးလေးပေးတာတော့ဟာဟာလေးပေးတာဒီ Facebook မှာပေးတဲ့ဟာတော့မှလိုက်ခန်းတယ်ဆိုရင်တလောက်တော့ကြောက်နေလားလို့ပဲမေးစင်တယ်။နော်အဲ့တော့ရှင်းပါတယ်ဘာဖြစ်လို့ကြောက်တာလဲ။လက်ရှိမင်းအောင်နိုင်ဟာကျွန်တော်မြဲပြောသလိုပဲဥပဒေနဲ့အာဏာသိမ်းထားတဲ့ရာဇဝတ်ကောင်ပါ။အဲ့တော့သူတို့ဒီလုံးဝပေါင်ဝင်မှုဘောင်ပဝင်တဲ့အချိန်မှာတရုတ်နဲ့ရုရှားကိုခောက်ခောက်ခါတော်ပြီးနောက်ဆုံးတရုတ်ကလုတ်တဲ့ပွဲကိုမင်းအောင်နိုင်ကိုဖိတ်လိုက်တယ်။ဒါပေမဲ့နိုင်ငံခေါင်းဆောင်အနေနဲ့ဖိတ်တာပုံပဲနဲ့ စစ်တပ်ခေါင်းဆောင်တွေနဲ့လှမ်းဖိတ်တယ်ဖိတ်လိုက်တော့မင်းတယောက်ကသူ့ကိုပွဲထုတ်ပေးလိုက်တာကိုရှင်းရှင်းပြောရတယ်အဲ့တော့တယောက်ကပွဲထုတ်ပေးတဲ့အတွက်ဒီတယောက်ရဲ့လက်ဝေခံလို့ဆွဆွဲလာတဲ့အာဆီယံကလည်းသူ့ကိုချိန်နေဘယ်လိုလုပ်မယ်လို့မထင်ဘဲနဲ့အာဆီယံအစည်းအဝေးကိုချိန်နေတက်မယ်လို့ထင်မှတ်ထားတာအဲ့ဒီအချိန်မှာအာဆီယံအစည်းအဝေးလုံးဝတက်ဖွင့်မရဘူးလို့ဆိုရှင်းရန်ရမီအဲ့ဒီမှာပါးဆိုင်နာပြီးပောက်ကွဲတာပောက်ကွဲပြီးတော့ဘာတွေရှောက်လို့လဲပြည်သူကိုမဲတာနော်ဘလို့မှမဖြစ်တဲ့ကိစ္စကြီး အဲလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုတွားပါမယ်လို့ပြောတဲ့ပါဇက်ပေါက်တွေကိုပါဇက်ပေါက်လောက်ကိုတန်ဖိုးရှိရလားလို့ပြန်မေးတယ်ပါတီစုံဒီမိုလွတ်လပ်တဲ့တရားမျှတတဲ့ရွေးကောက်ပွဲကိုတွားမှာမင်းတို့ကနိုင်ငံရေးထွက်ပေါက်စီရွေးကောက်ပွဲတွားတာဟောမင်းတို့ကမတွားချင်ဘူးဆိုတော့မင်းတို့ကဘာလဲလို့မေးနေတဲ့လူတွေဒီလိုအပဲလေးပေးတာတော့ဟာလေးပေးတာတော့ကွန်မန်းလေးရေးတာတော့ဖန်းစီထောင်ချတာပြည်သူတရားရော်သွားပြီအခုတရားဆောင်ဖွဲ့ဖွဲ့ဆိုတော့ဒါနိုင်ငံကျော်တရားဆောင်တရား တူကတူကြိုက်ချင်အားပေးမယ်ရှင်းရှင်းလေးတူလည်းပြည်သူတွေကပြည်သူကြောက်ပဲတူမအားပေးလဲဟာကိုဒီတို့ရဲ့ရွေးကောက်ပေါ်အားမပေးရကောင်းများဖမ်းတယ်ဆိုတော့ဘယ်ဒလောက်တော့လူမဆန်တဲ့လောက်ရက်တွေလုံနေတဲ့ကောင်းတွေကိုတိုင်းပြည်ကိုအုပ်ချုပ်ခိုင်းဖို့စိုးရအောင်ဘယ်ဘယ်နိုင်ငံပြည်သူကအဲ့လိုအုပ်ချုပ်ခိုင်းလဲလိုက်စာကြည့်ပါနော်ဒီနာချင်းထိုင်းနိုင်ငံစပြီးတော့နော်ဒလောက်အဲကောင်းနေမြောက်ကိုရီးယားကိုလာပြောမယ်မြောက်ကိုရီးယားကမြောက်ကိုရီးယားခေါင်းဆောင်တွေဟာပြည်သူကို ကမ္ဘာနဲ့အဆက်ဖြတ်သားပဲသူတို့စစ်တပ်ကိုတကိုးထွားပြီးတော့တန်ဖိုးရှိတဲ့စစ်တပ်ဖြစ်အောင်တိဆောက်ထားတယ်မြမစစ်တပ်ချင်းချားလွယ်ပြီးတော့ပြည်တွင်းထဲကတူးမီးတဲ့ခြားတော်အခုဘယ်ဘွားရောက်နေပြီအဲ့တော့အရင်ကရွှေတိစောင်းခဲ့တဲ့အရာတွေပြန်မအောင်မိပါနဲ့မင်းတို့တွေစစ်တပ်ကိုတကယ်ချစ်တဲ့ဆိုရင်တမ်းမတော်ကိုတမ်းမတော်ချစ်စိတ်နဲ့ချစ်ကြပြီးတော့နောက်ဥပမာဖိုးဝေးတည်င်းအဲဖိုးဝေးကိစ္စဟိုနေ့တက်လာပါပြီတည်င်းတက်လာပါပြီ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့်ချီရေးအတွက်မပူးပေါင်းလို့ဆိုပြီးကြောက်ဆောင်ပွဲပွဲကိုစစ်အုပ်စုကဖမ်းဆီးသွားတယ်လို့အမှုပညာတိုင်းဝန်ကနေသိရပါတယ်။ပြည်ဦးတွင်မှာဇကားရိုက်နေတဲ့ပွဲပွဲကိုစစ်ကောင်စီဘက်ကလာရောက်ဖမ်းဆီးသွားတာလို့အမှုပညာလောကဓာတ်အစိုးရဒီပဲစမေကိုတီးပြုတ်ပါတယ်ပွဲပွဲရဲ့ဖမ်းခံရတာတော့တင်းကြတဲ့အလင်းရောင်ကိုတော့အတီးမပြုတ်နိုင်သေးဘူးလို့အမှုပညာလောကဓာတ်တခုကပြောပါတယ်စစ်ကောင်စီအားပေးတဲ့တတိယ Channel တွေမှာလည်းရွေးကောက်ပွဲလှုပ်ဆော်ရေးအတွက်ခေါ်နေတာမလာတဲ့အကယ်ဒမီများရှင်မင်းသမီးလေး ြည်ဦးလွင်မှာအခေါ်ခံလိုက်ရပါပြီလို့ရေးသားပြီးနိုဝင်ဘာ6ရက်မှာဝါရဖြန့်ချီနေတာတွေ့ရပါတယ်။ဒါပြင်စစ်သက် Telegram Channel တွေမှာတော့စစ်ကောင်စီဘက်ကခေါ်ယူစစ်ဆေးပြီးကမ်ပိန်းမှာပါဝင်ကမ်ပိန်းမှာပူးပေါင်းပါဝင်ပေးဖို့စီရင်နေတာလို့ဆိုရတယ်။စီရင်စုကလူပညာရှင်တွေကိုရွေးကောက်ပွဲဝါရဖြန့်ကမ်ပိန်းမှာနိုဝင်ဘာ9ရက်နောက်ဆုံးထားပါဝင်ဖို့ညွှန်ကြားထားပြီးလူပညာတဲ့အမှုပညာရှင်တွေတဲကအလင်းရောင်နဲ့ပွဲပွဲကနိုဝင်ဘာ9ရက်ညနေခင်း ဆက်သွယ်မရဘူးလို့စစ်တပ်မာနန်ထောက်ခံတဲ့ကြော်မျိုးမင်းကလည်းပြောပါတယ်။ကမ်ပိန်းမှာမပါဝင်တဲ့အမှုပညာရှင်တွေကိုအာဏာသိမ်းကာလစတင်ချိန်ကပါဝင်ခဲ့တဲ့အကြောင်းပြချက်အပါအဝင်အခြားကိစ္စတွေနဲ့စေယုစုကရေးယူမှဖြစ်တယ်လို့ကြော်မျိုးမင်းကချိန်ချောက်ပြောဆိုထားပါတယ်။စေယုစုကသူတို့စိတ်တိုင်းကြလုပ်ဖို့ပြင်နေတဲ့ရွေးကောက်ပွဲအတွက်အမှုပညာလောကကနာမည်ကြီးပြုံးဆောင်တွေကိုတုံးထားတဲ့ဝါဒဖြန့်စကားကိုအော်တိုဘားနောက်ဆုံးပတ်မှာထုတ်လွှင့်ခဲ့ပေမဲ့ပြည်သူတွေဘက်ကအမှုပညာရှင်တွေကို ဝေဖန်ဖြစ်တဲ့မှုတွေနဲ့တူတပိတ်မှောက်တာဝိုင်းကော့နဲ့လူမှုရေးပြစ်ဒဏ်ခတ်တာ social punishment တွေလုံလာကြပါလားဒါကြောင့်စစ်တပ်လက်အောက်ခံပြည်ကြားရေးဝန်ကြီးဌာနကပြီးခဲ့တဲ့အော်တိုဘာလ30ရက်မှာအမှုပညာရှင်အားလုံးကိုရေးဝစည်းဝေးခေါ်ပြီးရွေးကောက်ပွဲကမ်ပိန်းအတွက်မဖြစ်မနေပါဝင်ပေးဖို့နဲ့မပါဝင်အရေးယူမဲ့အကြောင်းချင်းချောက်ခဲ့ပါလားဘာကြောင့်အလောင်းဒီရုံမှာကြာတယ်နော်ဝေဖန်လို့ဝေဖန်တဲ့အကြောင်းအရာတွေကိုထောက်ခံလို့ဆိုတော့ အကြောင်းပြချက်နဲ့လဲစစ်တပ်ကဂိုင်ကာ၃ဦးနဲ့ပြုံးဆောင်၂ဦးကိုမတရားဖမ်းဆီးထားပါလေ။ဒီနေ့ည၈နာရီခွဲလောက်မှာစစ်တပ်ထောက်ခံတဲ့တရင်ဌာနတစ်ခုမှာတော့ပွဲပွဲပြန်လွတ်ပြီးအလင်းရောင်ထပ်အဖမ်းခံရတယ်လို့တရင်ဖော်ပြထားပါတယ်။ဒါပေမဲ့အဲ့ဒီအချက်လက်တွေကိုလူလူတွေဦးနေနဲ့အတိအကျအတိပြုနိုင်ခြင်းမရှိသေးပါဘူး။အချင်းကြရာကနေပြန်လွတ်လာပြီးဇကားတွေမရက်ကြော့တဲ့အမှုပညာရှင်တွေအပါအဝင်အမှုပညာရှင်တွေအားလုံးကိုစစ်တပ်ကဝါရပြန်ဖို့ရိုက်ကူးမပေးရင်အေးအေးယူမယ်လို့ထိန်းချုပ်ပြီးနောက်မှာ ဒါကဝိုင်းမိဘမင်းလွင်ထက်အောယတအိနာကျော်စီမြေတူးစတဲ့နာမည်ကြီးလူပညာရှင်တွေပါရိုက်ကူးပေးနေရတယ်လို့စုံစမ်းသိရှိရပါတယ်။ကဲရှင်းပါလားเนาะအဲ့တော့ကျွန်တော်ပြည်သူတွေအနေနဲ့ကသူတို့ကဒီပြည်တွင်းမှာရှိတဲ့အမှုပညာရှင်တွေကိုအခုလိုမျိုးတင်ကျုံပြီးတော့နိုင်ငံစီနီပြုလိုက်ပြည်သူတွေအနေနဲ့ဒီအမှုပညာရှင်တွေကိုနားလည်ဖို့လိုသလိုကျွန်တော်တော်လှန်ရုပ်အရှိန်ပြဖို့လိုအပ်ပါတယ်။ဟုတ်တာเนาะနောက်ပြီးတော့စဉ်းစားကြည့်ပါ ဒီလိုမျိုးဝါဒပြန့်စကားကိုမပါတာနဲ့ဖမ်းမယ်ဆိုတဲ့အရာကြီးကအတိတ်ပဲရှိတာကြားရတာနဲ့ဒီကျွန်တော်တို့ကရှက်ကိုအားပေးထောက်ခံတဲ့ဘက်ကဒီလိုအလုပ်မျိုးလုပ်မယ်ဆိုရင်ပယ်ပယ်လောက်အောင်ရှက်စရာကြီးနော်ဒါပေမဲ့ရှက်စရာကိုရှက်စရာကောင်းမှမတိတဲ့လူအတိုင်းဝိုင်းဆိုရင်တော့ပြောမတတ်ဘူးဟုတ်လို့ပဲလေမင်းတို့ကမင်းတို့ရွေးကောက်ပွဲလုပ်တာလေမင်းတို့ရွေးကောက်ပွဲငါအားမသိဘူးလေဘယ်ကဘာမှလည်းမကြဘူးဒါမျိုးရွေးကောက်ပွဲကိုတို့ရွေးကောက်ပွဲကိုမထောက်ခံလို့ဖမ်းပါလေဆိုတဲ့ဟာမျိုး ဘလို့တဏှာတွေလည်းမတည်ပွားငါဒီမြန်မာပြည်မှာတဏှာအောက်တန်းကြတဲ့ကောင်တွေဘလို့ဖြစ်လို့လာပြီးမွေးဖွားပြီးလူဖြစ်လာကြလဲဆိုတာစဉ်းစားလို့မရဘူးเนาะโอเคกุสิเจซุทุติมาเลยจนมีตาซุတွေဘလောက်တောင်မှယမ်းရုံมาလဲเนาะဒါမှဖွေးဖွေးတို့ပါသွားတာဆိုရင်จောင်မျိုးမင်းရဲ့လက်ချက်အဲ့ကောင် လော်လို့မဖွေးဖွေးတော့ရလဲဗျာအမှန်တကယ်ကျွန်တော်ပြည်သူတွေနားလဲပေးလို့ရပါတယ်ရိုက်ပေးလိုက်ပါဒီကကိုအသက်အန္တရာယ်ကိုအချုပ်နှောင်မခံရဘူးကဒီချိန်မှာရည်ကြီးတယ်ရင်ပတ်ထဲမှာတခုခုရှိနေကျွန်တော်တို့ရတယ်ဒီဗီဒီယိုလေးကတော့မဖွေးဖွေးကိုလော်ထားတယ်ခွေးမျိုးကြုံမျိုးမင်းနည်းနည်းကြည့်ကြည့်အောင်မင်းသမီးဖူဖူအရကတင်းစားအလင်းရအဲ့ဒီနေရာကတော့နာမည်ကြီးဆုံးပဲလုံးဝပုတ်ကောက်လို့မရပွင့်လို့ပြောရင် ။တနေ့ကကျင်းပသွားတဲ့ကိုရွှေမန်းတို့ရဲ့မင်္ဂလာပွဲကိုတော့အဲ့ဒီနေ့ကတက်သွားသေးတယ်တဲ့။ဒါပေမဲ့ဖုန်းဆက်တယ်သက်ဆိုင်ရာဒီပြည်ကြိုက်ဝင်ချင်တာတော့ရှိတယ်ဖုန်းဆက်တယ်ဆက်သွယ်တယ်လုံးဝဖုန်းမကင်ပါတဲ့။လုံးဝဖုန်းမကင်အဲ့တော့သူတို့မိသားစုရဲ့နေစဉ်ဆက်သွယ်ပြောလေလုံးဝဖုန်းမကင်ဘူး။အကြောင်းလည်းမပြောင်းဘူးဒီလိုလည်းမဆိုင်ဘူးဒီနေ့ညနေချင်းကျွန်တော်သိရတယ်။ဆိုတော့ချင်းပြတော့နိုင်ငံတော်ကိုပူအောင်ကူညီပေးဖို့ကြတော့ဒီနှစ်ယောက်ကပါဝင်လာဖို့ရှိနေဖွေးဖွေးဆိုရင်မလုပ်ခဲ့။ तू စီရန်လှူရှာမှုလုံးဆောင်အားပေးတယ်စစ်တပ်ကိုရရမရှိအောင်သူဝေဖန်ပြောဆိုတယ်ရရမရှိအောင်ပြောတယ်ပြီးဒီစဲအစိုးရဘက်မှပြောခဲ့တာမျိုးစုံလုပ်ခဲ့တယ်ပြီးလည်းပြီးတော့ဟိုဟိုရောက်နိုင်ငံရောက်တော့သူဟိုရောက်သူတရားစုံလုပ်တယ်သူပေးအဲဆုံးတာတော့ပြန်မလာစသဖြင့်ပေါ့အဲ့လိုဖြစ်ပြီးတော့ခေါင်းပေါ်မှာလည်းသူနေတယ်နေရင်လည်းအခုလည်းကြာရောဘာဖြစ်လဲဆိုတော့ဘာဖြစ်လဲဆိုတော့အခုလည်းကြာရောသူကလည်းခံဝင်ထိုးတယ်ခံဝင်ထိုးလိုက်ပြီးနောက်ပြီးခဲ့တော့ခံဝင်ထိုးပြီးတော့ပြန်လာတယ်ခံဝင်ထိုးတဲ့အချိန်မှာသူထိုးခဲ့တဲ့အရာရှိတယ်စားလေးရှိတယ်ပြီးလည်းပြီးတော့ အခုနိုင်ငံတော်ကူညီရဆိုတော့မကူညီဘူးမကူညီတဲ့အပြင်ခင်ဗျာဘာ response မှကောင်းကောင်းမလုပ်ဘူးဆိုတော့ဆက်စပ်ကြည့်ဘယ်လောက်ရိုင်းလဲဆိုတော့ကလင်ကကြေယုတ်ဘလောက်တီအောက်တန်းကြလဲယောက်ျားကြီးတယောက်ဖြစ်နေပြီးတော့ထမင်းလေးတစ်လုံးစားရဖို့အတွက်ဒီလောက်တီအောင်ဘာကြောင့်သူများဘဝတွေကိုခြာနေနေတာလဲမင်းတို့ခေါင်းတွေရှစ်ကြောရောပါလားမင်းတို့စားနေတဲ့ထမင်းလုံးတွေကအစိတ်တွေဆိုတာရောတိလားသွားသတိစားသတိလေးတော့ရှိပေါ့ကျွန်တော်မိသားစုတွေ ကျွန်တော်ဒါပဲပြောချင်တယ်ဂျေဇုတမလည်းကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတယ်ဓမ္မပတ်တော်သားတယောက်ချင်းတော်လာနေ့တည်းလေးပါလို့ဆူတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့